ကျွမြို့နယ်ဦးစံဖေရွက်ကတင်ငန်းကျွန်းဘူတာနီမှာဒီကနေ့နိုဝင်ဘာလ၄ရက်နေ့ညနေ3:55မိနစ်ကအိမ်နှလုံးမီးလောင်ကျမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာတင်ငန်းကျွန်းမြို့နယ်ဦးစံဖေရွက်ကတင်ငန်းကျွန်းဘူတာနီဥပသစ်လမ်းမှာရှိတဲ့ပြင်အောင်တထက်အိမ်မှာမီးစတင်လောင်ကျွမ်းပြီးတော့အိမ်မေးမှာရှိတဲ့နှစ်ထပ်အိမ်ကိုကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။မီးလောင်ကျမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမျက်မြင်တွေ့ရှိခဲ့သူကိုအောင်မြင့်မြတ်ကအခုလိုပြောပါတယ်။ ဟောစားရတဲ့ခံရမိဖို့တွေ့တယ်ဗျာမိဖို့တွေ့တော့စပြေးတာတေးတဲ့ခံရတော့ဟိုဘက်ဆုံးလုံးအောင်စတာအောင်လောင်ပြီးတော့ဒီဘက်တိုင်ဒီဘက်ရင်တိုင်အောင်ကူးနေပြီကွာအဲ့ချိန်မှာကျွန်တော်တို့ကတော့ဒီဘုံကိုဝမ်းတက်တာအဲ့ဒါတတိကျကျတော့၃နိုင် 50 55လောက်ခဏပဲကျွန်တော်ဒီရက်ွက်လူငယ်တွေဒီတန်းတန်းပတ်တာပဲဟုတ်ပါဘူးဒီဟာဒီမှာဆောက်လက်စားတားရဲ့ဒီခေါင်းလေးမှာရေးရှိတယ်ကံကောကံကံရှိတယ်ဟိုဘက်ကံဒီလူငယ်တွေရရင်တော့ကျွန်တော်တို့ကြားခေါင်းလေးနဲ့ပတ်တော့ဒီဘက်ကမီးရတယ်အမမီးရဒီဘက်ကတိုက်တယ်လေကဘယ်ရတာဒီအပင်နဲ့ခုံခြုံနေရှင်းပြီးကျွန်တော်ဒီရရင်တန်းပတ်တော့ဒါမီးနိုင်တဲ့ဘောနှမျိုးစုံကပုံမှာပေါ့မီလောင်မှုကိုမြန်မာနိုင်ငံမိသက်တစ်ဖွဲ့မှာ level 2မိသက်ရင်အုပ်စုတွေနဲ့ငိမ့်သက်ခဲ့တာဖြစ်ပါတယ်။